တင်ကအခုမှပလန်တွေကိုစာရွက်အတစ်ချပြီးတော့ရေးမယ်ဆိုရင်တင်ကဆုံးရှုံးနေတာရအများကြီးပဲလို့ကျွန်တော်ဒီဗီဒီယိုလေးကနေအတိပေးချင်ပါတယ်တင် business အတွက်ပလန်လုပ်နေတာဖြစ်ဖြစ်ကြီးညာစာတွေရေးနေတာပဲဖြစ်ဖြစ်တင်ဝန်ထမ်းအတွက် standard operation procedure တွေကို manual တွေချရင်းနေတင်ကအများကြီးနောက်ကျကြံခဲ့ပါဘူးတင်တကယ်လေးလားတင်တာကတင်အတွက်အတုံးဝင်ဆုံး AI tool ဆိုရင်ပြီးတော့တင်ရဲ့အလုပ်ကိုတက်တာစေမဲ့ AI နည်းလမ်းတွေကတင်အခုဖြစ်မနေလိမ့်လာမဲ့ skill တခုဖြစ်နေပါတယ်ကျွန်တော် AI ကိုသုံးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့ creativity တွေအများကြီးမြင့်တက်လာပါတယ်ပြီးတော့ဆုံးဖြတ်ချက်တွေလည်းအများရှင်းလာပါတယ်တေးကြတာကကျွန်တော်တို့က planning ကောင်းကောင်းချတတ်သွားမယ် plan တခုမရှိရင်ဘယ်ခေးမှမရောက်ပါဘူးအဲ့ဒါတွေအားလုံးကို AI ကတရားရငိုင်းတော့ကူညီပေးနိုင်ပါတယ်တင်တိထားမှာက system တိဆောက်တာတွေ creativity တွေကတင်းရဲ့လုပ်ငန်းကိုအရှိအယောက်ဆုံးဖြစ်မှာဖြစ်ကြပါတယ်အဲ့ဒါဆိုတော့တင်က AI ကိုမသုံးနဲ့အခုပဲအများဆုံးစတော့ဖို့ကျွန်တော်အတိပေးခြင်းပါတယ် ဒါကတော့100 day challenge ဆိုတာအခုလို AI နဲ့ပတ်သက်တာတွေစိတ်ဝင်စားရင်ကျွန်တော်ရဲ့ TikTok profile မှာ link လေးရှိပါတယ်။အဲ link က follow လေးကိုဖြည့်ပေးခဲ့ပါဦး။